အဲတော့လောဘနဲ့ဒေါသဟာသူကဆက်ဆက်နေတာအဲသူကလောဘကြောင့်မှပါလေဒေါသဖြစ်တယ်ကြိုးရပြန်ငါတို့ကတော့လောဘမကြည့်ပါဘူးတဲ့ဟုတ်လားငါတို့ကဒေါသပဲကြည့်တာလေလောဘတော့ပါလေမကြည့်ဘူးတဲ့အဲ့လိုပြောရရင်ကြားမလားအဲ့ဟာကဒေါသတော့ကြီးတယ်ဒါပေမဲ့လောဘတော့မကြီးဘူးတဲ့မမှန်ပုတ်ဘူးကလောဘကြောင့်ဒေါသဖြစ်လောဘဆိုတာကလူ့ဉာဏ်ဆန္ဒပေါ့ဖြစ်ချင်မှုပေါ့ ခုရှိတာဟဲ့ဒါလို့မအလိုဆန္ဒတစ်ခုရှိတယ်ဒါကိုတာရမီတွေကိုကိုကပါဖြစ်မယ်ဒိမ်မာစီခြင်းနဲ့ဟဲ့ဒါစာကျူးစားစီခြင်းနဲ့ဆိုပါဆိုအဲ့ဒါတခြားကအလိုရင်ဆန္ဒပဲလားသူကအလိုတော်မှမလည်းနှစ်မျိုးရှိတာပေါ့လေသူကသူကသူများပြည့်စည်ကိုမတရားလိုခြင်းနဲ့ဟဲ့လားခိုးခြင်းနဲ့လည်းပါလေလောဘအဲ့ဒါကြတော့မတော်လောဘလို့လည်းခေါ်တာပါသူကဟဲ့လားအဲ့ဒီလောဘကတော့အဖယ်စင်းရင်းထိအောင်ပါလေဒုက္ခရပါဟဲ့လား တချို့ကမေးပြကြီးတယ်ကိုတန်သမီးတွေကိုလိမ္မာတည်ခြင်းနဲ့ကောင်းတည်ခြင်းနဲ့ဟုတ်လားအဲပတ်စံတည်ရခြင်းနဲ့ဟုတ်လားအဲပတ်စံတည်ရခြင်းနဲ့ဆိုကိုလိုအားနဲ့ပဲပြီးပြပါလားရခြင်းနဲ့ဒါကိုလောဘလို့လောမလားဆိုတော့ဟုတ်လားမမှန်လည်းအဲ့ဒါလေးပါလေဖြစ်ချင်တာရခြင်းတာတွေမှန်တယ်များပါလေလောဘတန်ခါဟုတ်လားတတန်းကြီးလေးနဲ့စားခြင်းလိုက်တာလေဒါမှလည်းဘယ်လိုလောဘလဲဟုတ်လားဒါပေမဲ့အဲ့ဒီအဲ့ဒါသူများပစ္စည်းကိုကိုးခြင်းနဲ့ဟုတ်လား ူများပြည်သူမတရားလုပ်ခြင်းနဲ့လောဘနဲ့ဟလာကြက်တိုင်းလေးစားခြင်းလိုက်တာဆိုတဲ့လောဘနဲ့ဟာဟလာဟိုလေဝေခြင်းတော့မတူဘူးပေါ့ဟလာအရှင်အားခြင်းတော့မတူဘူးပေါ့ူများပြည်သူခိုးခြင်းနဲ့မတရားလုပ်ခြင်းနဲ့လောဘအကြတော့ပို့ပြီးတော့အာကုတုတက်ကြီးတာဟလာအဲဗာလီစားခြင်းနဲ့ညာလီစားခြင်းနဲ့ဟလာအလေးခြင်းနဲ့ပတ်ခြင်းနဲ့စားပြီးဖြစ်ပါလေအဲ့ဒါလေလောဘပဲဒါပေမဲ့အဲ့ဒါကြတော့ဓမ္မပစ္စည်းကိုးကျင်တာတော့ ောဘမကြီးဘူးပေါ့လေအဲ့တော့အလိုလောဘခံရများဟာသူကတဏှာလို့ခေါ်တယ်ဘာလို့ခေါ်လဲအဲ့ဒါတဏှာပေါ့တဏှာဆိုတာကဟိုအရက်ထဲမှာနေတချို့ခလာဟိုယောက်ျားလေးတွေကိုအဲ့ဒါတဏှာကြီးတယ်ဆိုရင်တော့ပါလေမိန်းမလိုချင်တာကိုပဲတဏှာလို့ခေါ်တာမဟုတ်ဘူးနော်တဏှာဆိုတာကပါလေအဲ့ဒါဖြစ်ချင်မှုပေါ့ညာကျင်မှုခံရများဟုတ်ပါလေတဏှာလို့ခေါ်တာရုပ်ရှင်ကြီးကျင်တယ်ဆိုတာလည်းဒါပါပဲလေတဏှာပဲအဲ့ဒါချင်းလေးနားကြောင်ကျင်တာလေတဏှာလေအာရေမွေးလေး ဟလာကိုကိုကျန်ကျန်လေးနေကျင်နေကြလဲပါလေအနာပဲဟလာအဲအစားကောင်းလေးစားကျင်နေကြလဲအနာပဲဟလာဘိုးအေးလေးနဲ့ဟလာကိုင်းနေကျင်နေအဲ့ဒါလည်းပါပဲအနာပဲဟလာတချို့စိတ်ကူးရင်ပြီးတော့ဟလာညိတ်နေဟလာတချို့ညူပညာတမားလေးအချင်းလေးဆိုပြီးတော့ဟလာဘိုးအေးလေးနဲ့ဟလာစိတ်ကူးလေးမရင်ရင်ဘူးလားအားရင်းရင်းနဲ့စိတ်ကူးလေးနော်အာဒီပေါင်းရင်တော့ဘာဟလာဘရကားကြီးဝယ်စည်းနေတယ်ဆိုပြစိတ်ကူးရင် အဲ့လိုမျိုးစိတ်ကူးရင်ပြီးတော့သဘောကျနေရင်လည်းပါပဲနဲ့။အလောဘပဲ။ဟုတ်လား။အဲဟုတ်လားကိုကစိတ်ကူးလေးရင်နေအောင်ဘေးကနေပြီးတော့ဟုတ်လားတငယ်ချင်းကနေဟဲ့ဘာလို့ကြောက်ညာနေလဲဆိုပြီးတော့ပြန်နေလိုက်လဲတော့ဒေါသမထွက်သွားဘူးလား။အဲဘာလို့ထွက်သွားလဲ။အဲကိုစိတ်ကူးရင်နာလေးပြတ်သွားတာဟုတ်လား။ကိုကစိတ်ကူးရင်နာရလေးကိုသဘောကျနေတဲ့အချိန်မှာဟဲ့ဟုတ်လား။ဟဲ့ဒီဘာလို့ဟုတ်လား။ တွေးနေရလဲဆိုပြီးလှန်နေတဲ့ငါရောပါဖြစ်တယ်အတွေးလေးကိုယ့်ရဲ့အတွေးလေးပြက်လဲပြက်သွားပါလေစိတ်ဆိုးတာဟုတ်လားဒီလိုအိမ်မက်မက်နေတယ်ပေါ့ဟာအိမ်မက်ကောင်းနေလို့ပြောပါပါလေလက်အောင်လက်လို့အောင်လုပ်နိုင်ပါဖြစ်သွားလေစိတ်ဆိုးရစိတ်ဆိုးတာဟာဟုတ်လားဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့အိမ်မက်လေးပါလေမက်နေချင်တာကိုသူကလာပြီးတော့ပါလေပြက်စီးလို့ဆိုပြီးတော့ပါလေဒေါတာဟုတ်လားနောက်ပိုင်းကြတော့ဦးဇင်းတို့ဟုတ်လားဒီစိတ်ကြီးစရာတွေပြဿနာတွေစိတ်ဆိုးစရာတွေ ဒေါသတွက်စရာတွေဆိုတာကဟုတ်လားသူများကလောက်တာဆိုတာကတော့လောကမြင်ဟုတ်လားလောကမြင်ကတော့သူများလောက်လို့စိတ်ဆိုးရတယ်လို့ပြောတာမမားကြတော့ကျွန်တော်အလိုလောဘကြောင့်ဖြစ်ရဥမာကတိတ်တိတ်ဆိတ်ဆိတ်နေနေတယ်နော်ဒီဒီစိတ်တရားတွေနေနေဆိုရင်အဲ့မှာစူးစူးညံ့ညံ့လာလို့ပြီဆိုဘာဖြစ်မလဲ။ဒေါသမတက်ဘူးလား။အဲဘာလို့ဒေါသတက်လဲဆိုတော့ဦးဇင်းကပါလေ။အာသူစူးစူးညံ့ညံ့လို့လို့လို့ပါလေ။ ိတ်ဆိုးရတယ်လို့ထင်တာမဟုတ်ဘူးအမှန်မှန်ပြောပါလေ तू စူးစူးညံ့ညံ့လာလောက်တာတဲ့ကိုကပါလေစိတ်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 နေခြင်းနဲ့အလိုလောဘကြောင့်ပြောပါလေစူးစူးညံ့ညံ့လာပြီးတော့လုပ်ရင်ပါဖြစ်တယ်ဘောလားဆက်ဟုတ်လားအေးစိတ်စိတ်နေခြင်းစိတ်သိမရှိဘူးဆိုရင်တော့စူးစူးညံ့လာလုပ်နေသိပြောပါလေဒါမကြည့်ဘူးဘောလားအေးစိတ်စိတ်နေခြင်းလေးလေးစူးစူးညံ့ညံ့လောက်တာပါလေဒေါသဖတ်နေလေးဆိုတာဖြစ်တာဟုတ်လား တချို့ဟလာတနေ့ရှိရှိနေတတ်တဲ့လူနဲ့အမိုက်တယ်ဟလာတချို့တဲ့တနေ့ရှိရှိမနေတတ်ဘူးရှိုးရှိုးပွားပွားနဲ့ဟလာနေတတ်တဲ့လူနဲ့ဆိုရင်သူကဒါပါအဲ့လူတွေကဝိညာဉ်နေပြီးတော့အခန်းတစ်ခုထဲမှာနေရာချပြလိုက်မယ်ဟလာဒါပေမဲ့အဲ့ခန်းလည်းရှိုးရှိုးပွားပွားဆိုရင်ဘယ်သူကစိတ်ညစ်မဲ့တယ်လဲတနေ့ရှိရှိနေခြင်းတဲ့လူကဟလာရှိုးရှိုးပွားပွားခန်းထဲကိုရောက်သွားရင်ပါလေသွားပို့ပြီးတော့စိတ်ညစ်ရတယ်အဲ့ဒါအဲ့ဒါကျွတ်ကျွတ်ပွားပွားနေတတ်တဲ့လူကြတော့ ချေချိုးပွားပွားအခန်းထဲရောက်သွားတယ်ဆိုတော့တိတ်ပြောပါလေစိတ်မြင့်မြင့်ဟုတ်လားအဲ့တော့တန်တန်ရှင်းရှင်းနေခြင်းနဲ့အလိုဆန္ဒကြောင့်ချေချိုးပွားပွားဒီကြုံလာတဲ့အခါမှာစိတ်မြင့်တယ်ဟုတ်လားဒေါသတက်တယ်ဆိုတာမဖြစ်လာဘူးလားဖြစ်လာလားဟောဖြစ်လာအားရတာဒီသာသမီတွေကိုနေမာစေခြင်းနဲ့အလိုဆန္ဒကြောင့်သာသမီတွေဟုတ်လားဒီကျိုးတဲ့ဓာတ်မိတွေကိုစာတော်ကြီးနေပေါ့လေအဲ့ဒါဆင်ဟန်းကိုဘုံကျူးတွေနဲ့အောင်ကျင်းနေအဲ့ဒါဒါပေမဲ့ကိုဓာတ်မိဟာ အဲ့ဒါရိုးရိုးပဲအောင်နေတာဟုတ်တယ်ဆင်းလည်းမအောင်ဘူးဆိုရင်ကိုတားသမီးပေါ်ပါဖြစ်လေဒေါသဖြစ်တယ်အသုံးမကျဘူးဟာဥဆိုပြီးတော့အဲ့ဒါအဲ့တော့အဲ့ဒီချိုးအဲ့ဒါဦးလင်းတို့ငငယ်ကမိတ်ဆွေတယောက်ဆိုသူတားသမီးကဘုံသူသုံးခုကြတာကိုတွားပါတယ်ဆင်းလည်းမဘုံမကျေနပ်နိုင်ဘူးဘာလို့မကျေနပ်နိုင်တာလဲဒီလားသူကဘုံသူ6ခုလောက်ထွက်ရမယ်လို့တွားပါတယ်ညှော်လင့်နေတယ်လူချင်းနေတယ်ပေါ့အဲ့ဘုံသူ6ခုရမယ် လို့သူကမျော်လင့်ပြီးတော့တောင်းတနေတဲ့ချိန်မှာသူသားရပါလေဘုံကြီးသုံးခုပဲတွေ့တော့ကြည်နှက်เสียဖြစ်လာအလားဒီကရိုးရိုးတချို့အောင်ယုံမဲအောင်နေသူဟလားအောင်ယုံမဲအောင်နေတောင်းသားရဲ့မိဘကကြာတော့ဟလားဘုံကြီးသုံးခုလောက်တွေ့တဲ့ဒါတိဆိုရင်သွားရပါလေဟာတော်လိုက်တာတော့ပြောလားပြောမလားအလားဒီတော့ဘုံသူတသုံးခုတွေ့တယ်ဆိုတော့တော်ရလားညံ့တာလားအလားဆိုတော့ဒါဝင်ကြပါလေတင်ညာကတတ်မှတ်တာ ဒီပညာကအမြဲတမ်းနှိုင်းရှင်ပြပါလေတတ်မှတ်အဲဂုံသူ၆ခုနဲ့ရှင်ရင်တော့ပါလေ၃ခုထွက်တယ်ဆိုတာကမတော်ဘူးပေါ့ဟုတ်လားအဲဂုံသူ၃ခုမထွက်တဲ့လူဒါမှမဟုတ်ကြားတဲ့လူနဲ့ရှင်ရင်တော့လေဂုံသူ၃ခုရတယ်ဆိုတာကပါလေတော်တယ်ဆိုတာဟုတ်လားပညာကမလိုလိုက်တာတတ်မှတ်ရောပိုင်းကျတော့ဦးတော်ကအဲတော်တယ်ညံ့နေဟုတ်လားစိတ်ကြီးစရာပျော်စရာဆိုတာအပြစ်မှဖြစ်နေတာလားဒီအမတ်ပညာကတတ်မှတ်တာမတ်တင်ညာတတ်မှတ်ပြီးတော့ကိုဖြစ်ချင်တိုင်း အဲ့ဒါကိုယ်လူဆန္ဒတိုင်းကိုတင်ညာကတတ်မှတ်တဲ့အတိုင်းပေါ့မဖြစ်ဘူးဆိုရင်ဘာတွေဖြစ်လာရလဲဒေါနာတွေမကြည်နှံ့မှုတွေဖြစ်လာအဲအခုဆိုရင်တော့မိုးရတယ်ဆိုတာဆိုသူကဝေးစိတ်တိရတယ်မှာကိုင်းနေခြင်းတော့မိုးရတာကောင်းလားမကောင်းလားဒီကောင်းတာပေါ့အခုတိုင်စိတ်ဆောက်လို့ရင်ဒီမှာရင်ကြည့်ပါလေအာမိုးပါမယ်လို့ဟလားဂေးစွားမယ်လို့ဟလားကြောက်လောင်းမယ်ဆိုတာကျတော့သူကဘာဖြစ်စေချင်တာလဲနေပူစေချင်တာနေပူစေချင်တော့သူကပါလေ မိုးရတာမကောင်းဘူးလို့ရရေတော့မိုးရတာကောင်းတာလားနေမှုတာကောင်းတာလားကောင်းပါပါဘုရားအဲဒီကတဘာဝတိုင်းပဲဒါပေမဲ့တဘာဝတိုင်းလို့မြင်တာလားကိုကသွားသွားလို့ကတခုခုလောက်ချင်နေတယ်ဆိုရင်ဟာလားဝတ်တယ်မြင်မြင်ချောက်ချင်နေဆိုရင်ဒါပါလေနေမှုတာကောင်းတယ်မိုးရတာကပါလေမကောင်းဘူးဖြစ်သွားအောင်အဲသွားလို့ကအာမိုးမိုးချင်နေဟာလားအဲ့ဒါသွားလို့ကအင်္ဂလိပ်တွေမြင်မြင်ချောက်ချင်နေအဲ့ဒါဆိုရင်ပါလေမိုးရတာကပါလေမကောင်းဘူးဖြစ်သွားအောင်ဘာလို့မိုးရတာကမကောင်းဘူးဖြစ်သွားရလဲ သူ့ရဲ့တင်ညာကဟုတ်လားတရားမြေသူ့မှာလူဝင်ဆန္ဒပေါ့အဲအင်္ဂလိပ်တွေမြန်မြန်6ချက်နေဟုတ်လားပြီးရင်မိုးဖဖို့ကြွယ်မိုးမိုးဖို့ကြွယ်သူက6ရတာပေါ့မိုးမိုးမဲ့ဆိုင်ဟုတ်လားအဲတော့သူ့မှာလူဝင်ဆန္ဒတခုမရှိဘူးလားရှိလားအဲလူဝင်ဆန္ဒကိုမိုးကဘာလို့ရကြလဲဖြည့်စည်းတယ်လို့ဖြစ်လိုက်တဲ့ကြွယ်မိုးကဘာလဲမိုးရတာကိုမကောင်းဘူးဆိုပြီးတော့ဗာလဲဖြစ်သွားတယ်အဲ့ဒါဟိုကဦးဇင်းဦးဇင်းဆိုလာမီပေါ့ဟာလက်စစ်တဲ့လူချင်းနေသူကနေပူမဆိုလာမီကအောင်းဝင်ပါဘူး အဲ့တော့နေဖို့တော့ပါလေသူကရှက်စိတ်တူခြင်းတော့ပါလေအဲမိုးရတာမကောင်းနေဖို့တာကောင်းတယ်ဦးဇင်းရဲ့ရန်ကုန်မှာနေအဲရှက်စိတ်ပြီးကလာနေတော့သူကနေဖို့ဘူးမိုးရရာနေဖို့ကကောင်းတယ်ဆိုတာမရှိတော့ဘူးဒါကြောင့်တော့နေဖို့မှရှက်စိတ်ပြီးရမှာပါမဟုတ်တာဟုတ်အဲ့တော့အလားအေးရဲမှာအေးလေးကွေးနေခြင်းနဲ့ဒါဟုတ်လေအပင်တွေစိုက်ထားလို့ရေလူနေတယ်အဲ့ဒီအချိန်မှာမိုးရရင်တော့ဘာဖြစ်တော့မလဲမိုးရတာကောင်းတာဖြစ်တယ် အပြည့်တန်ကတော့မိုးရတာကလည်းသဘာဝပဲနေပူလာကလည်းသဘာဝဒါပေမဲ့ဦးဇင်းတို့ကသဘာဝပဲလို့မမြင်နိုင်မင်းနဲ့ပေါ့ဟာလားသဘာဝပဲလို့ကြည်လာမြင်တာကတော့ဓမ္မအမျိုးမျိုးပေါ့ဟာလားဟိုမှာမကောင်းဘူးဒီဟာမကောင်းဘူးဆိုပြီးတော့ကိုယ့်ရင်လိုရင်းဆန္ဒတွေနဲ့ပညာကတတ်မှတ်တဲ့အတိုင်းဟိုဟာကောင်းတယ်ဒီဟာမကောင်းဘူးလို့မြင်နေတာကတော့တခြားသာလောကအမြင်ပဲလားလောကအမြင်ပဲသူကလောကအမြင်နဲ့ကြည့်နေတယ်များဘယ်တော့မှအဖို့တော့ကတွေကိလေသာတွေကနေကျင်းမှမလား အကျဉ်းမှုဒါကြောင့်မို့ဟလာအဖူဒုက္ခတွေဆင်းရဲဒုက္ခတွေရဲ့ဖြစ်ခြင်းမူလအကြောင်းတရားဟာတခြားသာအဝိဇ္ဇာနဲ့တဏှာလားအဲ့ဒါကအခုကတဏှာကိုပြောနေတာပါတဏှာဆိုပါလေဒုယင်ဇဏတွေဖြစ်ခြင်းမှုတွေဟလာတောင်းတမှုတွေမရှိဘူးလားရှိလားသူကတောင်းတမှုတွေကြောင့်ကြောင်းကြမှုတွေဖြစ်ရတောင်းတမှုတွေကြောင့်ပါလေကြောင်းကြမှုတွေဖြစ်ရဟလာဟလာတောင်းတတဲ့ကြောင့်အလူဇဏတွေ တော့ကိုယ့်ရဲ့လူဆန္ဒတခုရှိတော့ဟဟလာတော့လူမောအင်္ဂလိပ်မြန်မြန်၆ချင်းနဲ့တောင်းတမှုမှုရှိတော့ဟဟလာဘိုးရတာမဟာဘူပါလေဘိုးရမှာဘူးစိုးရင်နဲ့ကြောင်းကြတဲ့စိတ်ကြီးမပေါ်လာဘူးလားပေါ်လာလားတောင်းတတာနဲ့ကြောင်းကြတာနဲ့ဘယ်ဟာကောင်းလဲအော်တဘာဝတိုင်းအဲ့တော့တောင်းတတာကလောဘပေါ့ဟဟလာကြောင်းကြတာစိုးရင်နာတော့သူကမကြိုက်တဲ့သဘောပေါ့မလိုလားတဲ့သဘောပေါ့ဟဟလာဒေါတာဟုတ်ရော အဲ့အဲ့အရာတွေကတရားလားစင်းရဲနေတဲ့အကြောင်းတရားတွေပဲလားအဲ့တော့တောင်းတမှုတွေလိုချင်မှုတွေဒီတောင်းတတဲ့အတိုင်းမဖြစ်မဘူးပေါ့စိုးရိမ်မှုတွေကြောင်းကြမှုတွေအဖြစ်ကြဦးလားဖြစ်ကြလားအဲ့တော့တောင်းတမှုနဲ့ကြောင်းကြမှုဟာဘာကြောင့်ဖြစ်ရတာလဲသိလားဓမ္မတွေသူကပါဠိလိုပြောလိုက်တာပေါ့လောဘလောဘလို့ပြောပြောတဏ္ဏလို့ပြောပြောအဲ့ဒါပါဠိလိုပြောလိုက်တာမြန်မာလိုပြောရင်တော့တဏ္ဏလောဘဆိုတာ လိုချင်မှုတွေတောင်းတမှုတွေကြည်ချင်မှုတွေရကြင်မှုတွေကိုဘာလို့ခေါ်ရလဲတဏှာလို့လည်းပြောတယ်လောဘလို့လည်းပြောတယ်ဟုတ်လားသို့တူပဲဒေါသဆိုရင်လည်းတကယ်ပါဠိစကားလုံးညီမလို့ပြောရင်တော့စိတ်ဆိုးတယ်မချေနပ်ဘူးဟုတ်လားအလိုမကြဘူးသူကနာမည်ဝါပါတယ်အလိုမကြဘူးဟုတ်လားသူကတန်ရှင်းတဲ့အလိုဆန္ဒတခုရှိတယ်တန်ရှင်းတဲ့အလိုဆန္ဒတခုရှိနေတဲ့အချိန်မှာသူများရှေ့ဆိုးပွားပွားလုပ်ရရင်ပါလေလိုမကြဘူးဆိုတာမဖြစ်တော့ဘူးလားအဲ ဒေါသပြောပါလေအလိုမကြဘူးစိတ်ဆိုးတယ်စိတ်ညစ်တယ်စိတ်ဆင်းရဲတယ်ဒေါသအဲဟဲ့လားစိတ်ညစ်တယ်အဲ့ဒါတွေကိုဘာလို့ခရလဲဒေါသဟဲ့လားစိုးရိမ်ပူပန်တာလေသူကဒေါသတွေမှာပါဟဲ့လားသူကကြိုက်တယ်ဆိုရင်လောဘမကြိုက်ဘူးဆိုရင်ပါလေဒေါသသူကမကြိုက်ဘူးဆိုတော့ဒါဒေါသဟဲ့လားဟိုအလိုမကြတဲ့ဘောတွေမဖြစ်ဘူးလားဖြစ်လားဟဲ့လားအဲ့ဒါဦးတရားတိုင်ညောင်းနေတာလေဆိုရင်ကြိုက်တာ ကြိုက်တယ်ဟာပူပေါင်းလေးတွေကိုက်ရင်ကြိုက်လားကြိုက်ဘာလို့မကြိုက်တာလဲကြိုက်လို့အဲပုံဦးစင်းတော့ဗာလေးဆိုတော့ကိုကာရမှာဒုက္ခဝေဒနာပေါ်ခြင်းနဲ့တာဦးဟလာဟိုတော့ဒီပေါ်ကြမ်းမြင့်ပေါ်မှာထိုင်ရတာနဲ့ဟလာဆိုဖာလေးပေါ်မှာထိုင်ရတာနဲ့ဆိုရင်ဘယ်ဟာကိုကြိုက်လဲအဲဆိုဘာအမမဆိုဘာကိုကြိုက်တာမဟုတ်ဆိုဘာပေါ်မှာထိုင်ရတော့တတောင်တတာဖြစ်တယ်ဆိုတော့ဒုက္ခဝေဒနာမပေါ်ဘူးလားပေါ်လားဒုက္ခဝေဒနာဟိုကြိုက်လို့ပေါ့လေ သူကတတ္တရာကိုကြိုက်လို့မတတ္တာတဲ့အခြေအနေမျိုးဆိုရင်ပါလေအကြိုက်ဘူးဟဟလာဒေါသဆိုတာမဖြစ်လာဘူးလားဖြစ်လာလားအဲဟဟလာဒီလိုဆိုရင်ကိုယ်အသာနိုင်စိတ်မဆိုးဘူးလားစိတ်ဆိုးလားဒါပါလို့စိတ်ဆိုးတဲ့ကြောင့်ဟဟလာကိုယ်အသာနာအောင်လုပ်ခဲ့လူနဲ့ကိုယ်ကိုညောင်းရင်နှိပ်ပေးမယ်ဟဟလာကိုယ်လာပြီးတော့နှိပ်နေပေးမယ်ဆိုရင်ဘယ်ဟာကြိုက်လဲအနေပေးတဲ့လူကြောင့်ဘာလို့နှိပ်နေပြီးတော့သူကတတ်တာလားဟဟလာသူကတတ်တာတဲ့ဝေဒနာကိုလိုချင်တော့ ညောင်းနေနာရီဆိုတဲ့မတက်တာတဲ့ဝေဒနာကိုအကြိုက်ဘူးဟဟလာစိတ်ဆိုးတယ်ဆိုတာရင်မဖြစ်တာဘူးလားဖြစ်လာတာသူကကျိန်းတာကတော့ကြိုက်ချင်းကြောင့်အကြိုက်ချင်းနေဖြစ်တာတက်တာတာကိုကြိုက်ချင်းကြောင့်မတက်တာဘူးနာရီဆိုတဲ့အချိန်မျိုးပါလေမကြိုက်ဘူးဆိုတာဖြစ်လာဟဟလာတန်ရှင်းတာကိုကြိုက်ချင်းကြောင့်ရစ်ပတ်တာပါလေမကြိုက်ချင်းဆိုတာဖြစ်ပေါ်တာဟုတ်ဘူးလားတိတ်စိတ်တာကို ကြိုက်ခြင်းကြောင့်ဆူညံတာဟောပါလေမကြိုက်ဘူးဒေါသတက်တယ်ဆိုတာပါလေဖြစ်လာဟလာဒီလိုတယောက်တည်းအေးစိစိနေခြင်းတော့ဟလာအများနဲ့နေရတယ်ဟောပါလေမကြိုက်ဘူးဆူညံတယ်ဆိုပြီးတော့ပါလေမကြိုက်ဘူးဆိုတာမဖြစ်တာဘူးလားဖြစ်တာလားဒါတရားကြီးကြိုက်ခြင်းနေမကြိုက်ခြင်းနေတောင်းတမှုတွေကြောင်းကြောင်းမှုတွေလောဘတွေဒေါသတွေဖြစ်ရတာဟာဘာကြောင့်လဲလို့အဲဟုတ်ကဲ့ သူကတဏှာကဘာကြောင့်ပြရလဲဆိုတော့အဝိဇ္ဇာအမှန်မသိလို့ဟုတ်လားသူမိုးရတာလဲတဘာဝပဲနေဘူးတာလဲတဘာဝပဲဆိုတာတခြားလားအမှန်ကိုစပြီးတော့သဘောပေါက်လာတာပဲလားအဲဟုတ်လားလူကမိုးရတာလဲတဘာဝပဲနေဘူးတာလဲတဘာဝပဲဆိုတာဥပမာပေးတာဟောဒါပေမဲ့ဖြုတ်ကိုက်တာကြတော့တဘာဝပဲလို့တိလာမသိဘူးဟာဘယ်လိုကြည့်လဲအဲ့တော့မကောင်းတာပဲလို့ပါလေတိတယ်ဘာဖြစ်လဲဆိုတော့သူကဒုက္ခဝိညာဉ်ပေါ်တာဟုတ်မမှန်တော့ဒုက္ခဝိညာဉ်ပေါ်လေတကယ်ပါလေတဘာဝပဲ ဒုက္ခဝေဒနာပေါ်လာလဲပါလေ။တဘာဝပဲ။ဥတရားတိုင်လို့ကြာကြာတိုင်တော့ညောင်းနေနာတယ်။ဒုက္ခဝေဒနာပေါ်လာလဲသူကပါလေဆိုတော့ကြာကြာတိုင်နေဆိုရင်ညောင်းလာပေါ်မယ်ဆိုတာကကိုမပေါ်လာတာ။မိမိမပေါ်လာလား။ကြာကြာတိုင်နေလူမှန်နေမြပေါ်လာပဲမဟုတ်ဘူးလား။အဲ့ဒါတဘာဝပေါ့ဟုတ်လား။ဟိုကဘုရားယန္တာတွေဖြစ်သွားပြီဆိုရင်ဘုရားယန္တာတွေရောကြာကြာတိုင်ညောင်းလားမညောင်းဘူးလား။ညောင်းပါဘူး။ဟော။ညောင်းတာပဲဘုရားလဲသူကခါနာလားလို့ဟဲ့လားဝိပတ်တော်လေ။ ဝတ်တော်ဟလားစနပါးမှာဟလားဘုရားလေခါကြိုက်တယ်ညောင်းနေလားရှင်အနန္ဒဝင်အတင်ငန်းဟိုခင်းပေးတဲ့ငါညောင်းလို့ဟလားနားယူမယ်ဒီလိုပြောတာဒီမရှိဘူးလားအဲဘယ်ရင်ကတော့သူကဘုရားယန္တာဖြစ်သွားလေဒီကဝေဒနာသုံးပါတော့ဖြစ်မှာပဲလေရှင်မောကလန်ကြီးနဲ့သူ့ကိုရိုက်တယ်ဆိုရင်တော့လေဒုက္ခဝေဒနာတော့ပေါ်ပါတယ်ဒါပေမဲ့သူကဒုက္ခဝေဒနာပေါ်ပေမဲ့ဘုရားယန္တာကြီးကြတော့သူကအဲ့ဒီဒုက္ခဝေဒနာပေါ်တဲ့ပုံမှာစိတ်ဆိုးခြင်းစိတ်ညစ်ခြင်း အာဟုတုစိတ်တွေဖြစ်ခြင်းတော့မရှိတော့ဘူးဥစဉ်တော့ဒုက္ခဝေဒနာပေါ်ရင်အာဟုတုစိတ်တွေဖြစ်တယ်ဒေါသစိတ်တွေဖြစ်တယ်အရာရဲနာကြတော့ဒုက္ခဝေဒနာပေါ်လာတော့မှန်တယ်ဒါပေမဲ့ तू ကတော့အာဟုတုစိတ်တွေဟဲ့လားဒေါသစိတ်တွေမဖြစ်တော့အဲ့တော့ဒါပေမဲ့ကြာကြာတိုင်းညောင်းမယ်ဒုက္ခဝေဒနာပေါ်မယ်ဆိုတာကတော့အာလုံးတူတူပဲတဘာဝတရားအင်းနဲ့မဖြစ်နေဘူးလားဖြစ်နေမှာလားအဲ့ဒီဥစဉ်တော့ညောင်းနေနာနေဆိုရင်ဘာဝတရားပဲလို့သိတာလားအကောင်းဘူးလို့သိတာလား အဲအဲ့ဒါဝါစာပြောပါလေဟလာအဝိဇ္ဇာဖြစ်သွားတာအဲ့တော့တနည်းအားဖြင့်ဥစဉ်တော့ဟလာရောင်းတာပဲဖြစ်နာတာပဲဖြစ်မိုးရတာပဲဖြစ်နေပူတာပဲဖြစ်တမယာတိချင်တာပဲဖြစ်ဖြစ်ဝတိုင်းချိုတာပဲဖြစ်ဒီကဘာလို့ဘယ်လိုနားလဲရမှာလဲဘာဝတရားလို့နားလဲဒါပေမဲ့ဥစဉ်တော့ဘာဝတရားကိုနားလဲတဲ့အသိဉာဏ်ပေါ့မပြည့်စုံသေးတော့ဘူးအခုတော့တိတော့တိတယ်ဥစဉ်တော့မိုးရရနဲ့နေပူတာ၂မျိုးတော့ပဲတဘာဝလို့တိတာရောင်းတာနာတာကြရပါလေဒါအကောင်းဆုံးလို့တိတယ်ဟလား ဝတန်းဤနဲ့အလှချင်းမောင်ဤနဲ့ဆိုရင်ဝတန်းဤချူတာကောင်းတာလားချင်းမောင်ဤချင်းတာကောင်းတာလားအော်မတူးဆိုရင်ဘယ်ဟာကြိုက်ကြလဲတကမာကြီးဝတန်းဤညာအဲ့ဝတန်းဤဟာအလှဒီလိုချက်ထားရင်ဒီလိုရတာဖြစ်မယ်ဆိုတာလေတဘာဝပဲချင်းမောင်ဤဆိုတာလေချင်းနဲ့ရတာရှိမယ်ဆိုတာတဘာဝပဲဒါပေမဲ့ဦးဇင်းကတဘာဝတရားပဲလို့မှန်ကန်တဲ့အတိပေါ့ဟုတ်လားတနည်းအားဖြင့်တဘာဝတရားပဲဆိုတာယုတ်တရားပဲလို့ခေါ်တာဟုတ်လားချင်းမောင်ဤချင်းနဲ့ဆိုတာရတာရဲ့တဘာဝ ဝတားချိုတယ်ဆိုတာလေအရတာရဲ့သဘာဝယာရီဦးအေးတယ်ပူတယ်ဆိုတာလေအရာလာတေသောတဲ့ရဲ့သဘာဝရုပ်သဘာဝယူဟုတ်လားညောင်းနေတာတွေဆိုတာကလေအရာလာပထဝီတဲ့ရဲ့သဘာဝပဲလားစတယ်ဒီမှာအဲ့ဒီနောက်ပိုင်းကျတော့ဦးဇင်းတို့အာယုံချက်ပါပါလားပထဝီတို့တေသောတို့ဒါတွေတင်တယ်ဆိုတာကအရာလာရုပ်သဘာဝနံသဘာဝတွေကိုအမှန်တိုင်းသိဖို့ပဲလားအဲရုပ်သဘာဝနံသဘာဝတွေကိုအမှန်တိုင်း တိဘူးပေါ့ဒါပေမဲ့ဦးဇင်းတို့ကအဲ့လိုအမှန်တိုင်းမတိဘူးပေါ့ဘာလို့အမှန်တိုင်းမတိလဲဆိုတော့ဦးဇင်းတို့ကတရားတွေကိုမလေ့လာဘူးဟဟလားဝိမန္တတရားတွေကိုမနာကြဘူးမပွားများဘူးမအားထုတ်ဘူးအဲ့ဒီတော့ရောင်းဦးဇင်းတို့ကဗါလဲဟဟလားဒီယုတ်တရားနဲ့တရားတွေတဘာဝတရားတွေကိုအမှန်တိုင်းမတိဘူးမတိတော့တဘာဝတရားတွေဖြစ်နေတာကိုဦးဇင်းတို့ကဗါလဲကိုယ်လူရင်ဆန္ဒနဲ့ကိုက်ရင်ကောင်းတယ်လူရင်ဆန္ဒနဲ့မကိုက်ရင်မကောင်းဘူးပေါ့သူကလည်းမိုးရတာနေဘူးလားအဲ့ဒါမိုးရတာမကောင်းဘူးနေဘူးလားကောင်းတယ်ဆိုတာက သူ့တဘာဝအတိုင်းမြင်တာလားကိုယ့်ရဲ့လူရင်းဆန္ဒတွေနဲ့ဆုံးဖြတ်နေတာပဲလားအဲလူရင်းဆန္ဒတွေပေါ်မှာမူတည်ပြီးတော့ကောင်းတယ်ဆိုတယ်ဆိုပြီးတော့ဆုံးဖြတ်နေတာဟုတ်တော့တတ်မှတ်နေတာဟုတ်တော့ဦးစင်းကတင်ထားတယ်ဗာလေးဆိုတော့တင်ညာခန္ဓာဆိုပြီးတော့မင်းကမတင်ဘူးလားတင်လားတင်ညာခန္ဓာကကြတော့အဲဒီအာယုန်တွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်ဆိုတယ်ဆိုပြီးတော့မလုပ်နေရတယ်တတ်မှတ်နေတာဆုံးဖြတ်နေတာဗာလေတင်ညာခန္ဓာအဲဒီဦးစင်းကတင်ညာခန္ဓာရဲ့ဟလာလှုပ်ဆောင်မှုတွေကိုလေသူ့တဘာဝ ဟုတ်လားအညက်ခန္ဓာတွေရဲ့လုံဆောင်ချက်တူလည်းနားမလည်ဘူးဟုတ်လားပူတယ်အေးတယ်ဟုတ်လားဘိုးရတာနေဘူးတာတမယာတိခြင်းနာခြင်းမောင်းရင်ခြင်းနာဝတိုင်းချိုတာစသည်ဖြင့်ပေါ့လေဟုတ်လားဒီယုတ်တရားယုတ်တဘာဝတွေရဲ့အမှန်ဟုတ်လားအမှန်တဘောတဘာဝတဘောကိုလည်းမတီးဘူးဟုတ်လားပညာဆိုတဲ့နန္တရားရဲ့ဟုတ်လားလုံဆောင်ချက်တွေကိုလည်းအမှန်တိုင်းမတီးတော့အဲ့ဒီအမှန်မတီးတာကတခြားလားအဝိဇ္ဇာလို့ခေါ်ရခဲ့တာအမှန်မတီးတဲ့အဝိဇ္ဇာတွေဖြစ်နေတော့ ဟုတ်လားဦးဇင်းတို့ကကောင်းတယ်လို့ထင်ရင်လောဘနဲ့လိုချင်တယ်မကောင်းဘူးလို့ထင်ရင်ဒေါသတွေဖြစ်ကြရတယ်ဟုတ်လားအနည်းအမြင်ဟုတ်လားလောဘဒေါသတွေဖြစ်ကြရအောင်လားဖြစ်ကြလားလောဘဒေါသတွေဖြစ်တာကိုတဏှာလို့ခေါ်တယ်လောဘဒေါသတွေဘာကြောင့်ဖြစ်ရတာလဲဆိုတော့အမှန်မသိတဲ့သဘောသစ္စာလေးပါးကိုမသိတဲ့သဘောဘူးတော့ဘာလို့ခေါ်ရလဲအဝိဇ္ဇာလို့ခေါ်တယ်အဲ့တော့မူလနှစ်ပါးဆိုတာတခြားလားအဝိဇ္ဇာနဲ့တဏှာကိုပြောတာပဲလား မူလဆိုတာဘာတွေရဲ့အကြောင်းမူလလဲဆိုတော့ဆင်းရဲဒုက္ခတွေဟလာအာဟုလိုစိတ်တွေဖြစ်ရခြင်းရဲ့မူလအကြောင်းမူလတည်ရခံဟာအဝိဇ္ဇာနဲ့တဏ္ဍာမမိပြီလားအဲ့တော့နောက်နေနဲ့နောက်ဟလာအဲ့ဝိဒါနဲ့တဏှာကိုတစ္ဆာအနေနဲ့ပြောမယ်ဆိုရင်တော့အဝိဒါတဏှာဘာတစ္ဆာလဲဆိုတော့ဘာတစ္ဆာလဲခင်ဗျ အဲနမုတ္တယတစ္ဆာဗတိစ္ဆာလေအမူဇာနှစ်ပြတစ္ဆာလည်းတခုလေအိုတစ္ဆာတော့တလေးခုရှိတာဒါပေမဲ့ဒီမှာတော့ခါရည်ရတယ်မူဇာနှစ်ပြတစ္ဆာနှစ်ခုဆိုတာကသမုတ္တယတစ္ဆာနဲ့ပါလေဟဲ့လားအဝိဇ္ဇာနဲ့တဏှာဆိုတဲ့ပေါ့ဟဲ့လားဒီအမှန်မတည်မှုတွေကြီးတွယ်မှုတွေမဖြစ်ကြဘူးလားဖြစ်ကြလားအဲ့တော့သမုဒိယတစ္ဆာဆိုတာစင်းရဲနေတဲ့အကြောင်းတရားစင်းရဲနေတဲ့ဘာလဲ ကြောင်းတရားဘာလို့ခေါ်ရလဲသမုဒယခစ္စာဘာခေါ်ရလဲအဲ့အဝိဇ္ဇာပေါ့အမှန်မတည်ဘူးတဏှာကြီးတွယ်မှုတွေဖြစ်မယ်လောဘဒေါသတွေဖြစ်မယ်ဆိုရင်အကျိုးဆက်ကဘာဖြစ်မယ်ထင်လဲဝိဇ္ဇာတဏှာဖြစ်ပြီးဆိုရင်သူ့ရဲ့အကျိုးဆက်ပေါ့ရာလက်တရားဘာလို့ဖြစ်လာလဲထင်လဲဟမ်လောဘဒေါသတွေမဖြစ်ကြဘူးလား ။အဲ့ဖြစ်ဖို့ကြီးပြီဆိုရင်နောက်သူ့ရဲ့အကျိုးဆက်ကဘာလဲလို့အဲ့အဲ့အဲ့ကိုတခါရင်စိတ်တွေပါလေဆိုတော့ကိုတာမီးတွေပဲပြီးရဲ့ဟဲ့လားမျိုးစော်ပြောပေါ့အဲ့လားဇူနာမီးကိုစိတ်ဆိုးတာထပြီးတော့ဘာလုပ်လဲအိုင်ပေါက်တာရရုပ်သေးလားဟမ်အရင်ညာလိုက်တယ်မဟုတ်ဘူးလားအရင်ညာလိုက်တော့တခြားလားဒုက္ခသစ္စာဖြစ်တာပဲလားဟော ဟုတ်လားဟမ်ဗာပြင်းလေဟမ်အာပြိုင်တာကတော့လောဘဒေါသရဲ့အကျိုးဆက်ကတခြားလားဒုက္ခသစ္စာပဲလားဟုတ်လားဟုတ်လားအတရားပြင်းပေါ့အဝိဇ္ဇာအမှန်မတိမှုပေါ့အဲ့ဒါတဏှာကြီးတယ်မှုတွေဖြစ်ရင်သူတို့ရဲ့အကျိုးဆက်ပေါ့အကျိုးဆက်ဆိုတာဗါလေသူတို့ရဲ့မလောဘဒေါသနဲ့လုံးတမျှဟဟလားအကျိုးဆက်တွေကဘာဖြစ်မလဲ အဲဟောပေါ့ဒီဒုက္ခတွေဟုတ်လားလွယ်ပြောမယ်ဆိုရင်တော့ဓမ္မလူပြောရင်မကောင်းတာတွေပေါ့ဒီဒုက္ခတွေမဖြစ်ဘူးလားဖြစ်လားခုနိုင်ငံရေးလဲအဲ့သဘောပဲဟုတ်လားဟာဒုက္ခတွေဖြစ်ကြရတယ်ဆိုတာစပါတော့ဟုတ်လားလူတူဦးကနေပြီးတော့စပြီးတော့ပါလေဟုတ်လားအာနာပဲဖြစ်ဖြစ်ပေါ့ယာတူပဲဖြစ်ဖြစ်ပေါ့စီးစိမ်တွေပဲဖြစ်အဲ့ဒါဟောပါလေမတရားလူချင်းရာကနေဟုတ်လားဒါကြတဲ့ဟုတ်လားဒီအဲ့ဒါဒါပါတော့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မတရားတာတွေလုပ်ရဲလုပ်ရဲရဲ့ရောသူ့ရဲ့အကျိုးဆက်တွေနဲ့အတိုင်းအတာဒုက္ခမရောက်ကြဘူးလားရောက်ကြလား အဲ့တော့လောဘဒေါသတွေကြောင့်ပေါ့ဟုတ်လားဦးဇင်းတို့ငယ်ငယ်တုန်းကတင်ရတယ်လေဟုတ်လား၆ချမ်းမှာဟုတ်လားတင်ရတယ် greedy dog ဆိုတာဗာလေဟိုတပတ်တည်းတော့ပြောပေးတယ်ဟုတ်လား greedy dog ဆိုတာကတော့လောဘကြီးတယ်ဗာလေခွေဗာလေအဲလောဘကြီးတဲ့ခွေကတော့အမဲသားလုံးတို့တော့ဗာလေကြိုက်ချီပြီးတော့တော့ဗာလေ၆တခုဗာလေဖြတ်၆တခုဖြတ်တော့သူကအဲတရားပေါ်လေးရောက်လေးရောက်တော့သူက ဒီအချောင်းကရေရကြည်နေတော့တရားနေအောက်ကငိုကြည့်လိုက်တော့ဘာကိုတွေ့လဲသိလားသူ့ရဲ့အရေးကိုသူပြန်တွေ့တယ်ဘာကိုတွေ့လဲသူ့ရဲ့အရေးကိုသူပြန်မတွေ့ဘူးလားတွေ့လားအဲသူ့ရဲ့အရေးကဘာလဲဆိုတော့ခွေးတကောင်ကဘာလဲဒီအသားလုံးကြီးကဘာလဲချီးလာတာကိုတွေ့တယ်ဒါပေမဲ့ तू ကနောက်ခွေးတကောင်ကိုထင်သွားတာအမှန်မှန်နောက်ခွေးတကောင်ကအသားလုံးကြီးကိုချီးလာတာလားသူ့ရဲ့အရေးပဲလားတကယ်ခွေးအစ်စ်လား ဟုတ်ဘူးဒါပေမဲ့ तू อ่ะအဲ့လိုအမှန်မသိဘူးပေါ့အဝိဇ္ဇာအမှန်မသိတော့ तू อ่ะဟာနောက်ခွေးတဲ့ကောင်ကဟလာအသာတော်ကြီးကိုခြီလာပါလားလို့ तू อ่ะအတိမမားဘူးလားမားလားမားလဲမအောင်အဲ့ခွေးစီရပါလေဆိုအသာတော်ကြီးကိုလိုချင်တဲ့လောဘတဏ္ဍာပြေဦးလားပြစ်လားဟလာအဲ့တော့ तू အရေးကိုအရင်မှန်းသိလားမသိဘူးအရေးကိုအရင်မှန်းမသိတာကအဝိဇ္ဇာဟလာအရေးကိုအရင်မှန်းမသိတော့ဘယ်လိုထင်မှားသွားလဲနောက်ခွေးတဲ့ကောင်ကနောက်အသာတော်တော်ကြီးခလား အောက်မှာပါလေကြိုက်ချီထားတယ်လို့မထင်ဘူးလားတင်လားမဒါအဝိဇ္ဇာအမှန်မသိဘူးဆိုရင်အထင်မှားတွေဖြစ်တယ်တဲ့အမှန်မသိဘူးဆိုရင်ဘာဖြစ်လဲအထင်မှားတွေဖြစ်တယ်သူကအရေးကိုအရေးလို့အမှန်တိုင်းသိလားမသိဘူးအရေးကိုအရေးမှန်မသိတော့နောက်ကွေးတကောင်လို့အထင်မှားဘူးလားမှားလားထင်မှားပြီးတော့နောက်ကွေးတကောင်ကြိုက်ချီထားတဲ့အမေသားတို့ကိုလေဟဲ့လားလူချင်းစရာလို့အထင်မှားဘူးလားမှားလားအရင်ကလူချင်းစရာလို့အထင်မှားပြီးတော့လူချင်းနဲ့လောဘတွေဖြစ်ပြီးလဲဖြစ်ပြီးတော့ဒါကလည်း နောက်ခွေးတစ်ကောင်စီကအသားလုံးကိုသူကလူဖို့ဆိုပြီးတော့ခါလေးခုံအုပ်လိုက်တော့နောက်အသားလုံးတစ်လုံးရရလာသူ့အသားလုံးကညောပြီးတော့သူကရေနစ်ရေထဲမှာပါဖြစ်တာလေဒုက္ခမရောက်လားရောက်လားအဲ့တော့ဒီခွေးကနောက်သူ့ရဲ့အသားလုံးကောင်မှမရဘဲနဲ့တခါလေဟာလာရေထဲမှာသူ့အသားလုံးနဲ့ဆုံးရှုံးပြီးတော့ရေထဲမှာပါလေဟာလာဒုက္ခရောက်ရတာဟာတခြားကြောင့်လားဒီအလိုလိုဘကြောင့်ပဲလားအဲ့လားသူ့အသားလုံးတစ်လုံးနဲ့ ဟဟာမတင်းနေနိုင်မင်းနဲ့နောက်အသားလုံးတစ်ခုပါလေလူကျင်နေအလူတော်ဘာကြောင့်ပါလေသူ့အသားလုံးလည်းဆုံးရှုံးနေဒုက္ခလည်းမရဘူးလားရောက်လာဟလာအဲ့တော့ဒုက္ခဘာလို့ရောက်ရလဲဆိုတော့လောဘကြီးတာတစ်ခုတည်းလားသူ့အရေးကိုသူ့အရေးမှန်အရေးကိုအရေးမှန်ပါလေအမှန်မသိဘူးအမှန်မသိတော့သူကအရေးကိုအကောင်တင်ပြီးတော့တကယ်အကောင်တင်ပြီးတော့မှတကယ်အသားလုံးတင်ပြီးတော့မှလူကျင်နေလောဘမဖြစ်ဘူးလားဖြစ်လားအဝိဇ္ဇာဆိုတဲ့အမှန်မသိဘူး လိုချင်မှုဆိုတဲ့လောဘတွေကြောင့်တဏှာတွေကြောင့်တခြားလားဒုက္ခဖြစ်ရတာပဲလားအဲနောက်နောက်ချိန်ကျရင်တော့သိရပါလေဒုက္ခဖြစ်တယ်ဆိုတာဘာလဲဆိုတော့ဒုက္ခသစ္စာကိုဆက်ပြီးတော့ဆွေးနွေးကြပါဘူးအခုကတော့ဒါသမုဒိယသစ္စာကိုနားလည်အောင်ရေတော့ရမယ်သမုဒိယသစ္စာဆိုတာတခြားလားအဝိဇ္ဇာနဲ့တဏှာပဲလားအဝိဇ္ဇာနဲ့တဏှာကိုသမုဒိယသစ္စာဆင်းရဲစေတဲ့အကြောင်းတရားလို့လည်းသိရမယ်။နောက်တစ်မျိုးကကျတော့ဘာလို့လည်းသိရမလဲ။ဘူလာ နှစ်ပြားလည်းတရားပဲဘာလို့လဲတရားပါလဲဘူလားတပြားသစ္စာတစ်ခုဟုတ်ပြီလားအဲ့ဒါမမေ့ပြီလားညာလေးကံတမာတို့နာမမေ့ပြီလားဟောအစားရည်ကြီးတွေမေးထားတာကမမေ့ရဲရတာဒါနောက်တစ်ချိန်လုံးနဲ့ရိုက်ဖို့ပဲရှိပါလေအဟောပါပြီအဲ့ဒီဥစ္စိုလ်ဓာတုတို့ကြီးခေါ်ပြီးတော့ပဋ္ဌာန်းလိုက်တာပေါ့ဒါဒါ

ြစ်ပြန်ဆရာတော့တရားတက်တဲ့လူတွေပြက်ပြီးတရားတက်ပြီးဒီဘုမလေးပြက်တယ်နော်ဒါပလန်နဲ့ကတော့နော်လိုချင်တော့အပိုင်တိုင်းတော့ဥစဉ်မိတ်ကူပြူပေးတော့မိတ်ကူအဲ့ဒီအပလပ်တဲ့လောင်းသားလာလို့တရားတက်တဲ့လူတွေကအဲ့တက်ကြည့်ရတယ်။အများကြီးဘွာလည်းပဲပါ